မင်္ဂလာရှိသောချိန်ကာလဖြစ်ပါသည်ခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရာလောကဖြစ်ရမှန်ဇလံကောင်းတဲ့တပုတ်ကိုနားဆင်ရမှာပဲဖြစ်ပါရဗျာဇလံလေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစားလိုက်ကြရအောင်ပါကျူးတို့ရွာမှာနာမည်ကြီးတဲ့ယူတီယောက်ရှိတယ်ဗျအဲသူနာမည်ကြီးကတော့ကျုပ်လည်းမသိတရွာလုံးကတော့သူ့ကိုဘိုးတူးလို့ပဲခေါ်ကြ ဒီလူကယူနေတာဗျဒါပေမဲ့လေရင်းရင်းကလေးယူတာဒါကြောင့်သူ့ကိုအယူဘိုတိုးလို့ခေါ်တာသူယူသွားပုံကလည်းထူးဆန်းတယ်လို့ပြောရသူကအရင်တုန်းကလူချောလူခန့်ပဲစပားတွေပါတွေပွဲစားလုပ်တယ်ပြောတယ်ရုပ်ကလည်းရုပ်ရှင်မင်းသားဂျန်အောင်တို့လိုရုပ်မျိုးပွဲစားဆိုတော့ငွေကလည်းရှိဒီခေတ်စကားနဲ့ပြောရင်တော့ရုပ်ရှိရေးချမ်းလို့ပြောရမှာပေါ့သူကောင်းစားတဲ့အချင်းကိုကြုတ်တော့မမိလိုက်ပါဘူးအဖွားပြောပြလို့တီးလိုက်တယ် ရောင်တို့လိုဘိုကေကို အရှိကပိုးတိုက်လေးညှက်ထားတယ်။ရှက်အင်းကြီးအစင်းခက်စိတ်စိတ်အကွယ်ခက်စိတ်စိတ်လေးတွေဝှက်ပြီးတော့အောက်ကပစိုးကိုမိဘူးတောက်နေအောင်တိုက်ပြီးတော့ဝှက်ထားတယ်ဗျ။အဲဒီတော့ကအဖိုးတို့ကပြိုတိုင်းကြိုက်တဲ့နင်းစီခိုင်းပေါ့။ကျွမ်းမတော့အဖိုးတို့ကိုတစ်ဖက်သက်လိုက်ကြိုက်နေတယ်။မင်းကလေးတွေရှိခဲ့တယ်လို့ပြောတယ်။ကျုပ်တို့အတီးတက်တဲ့အရွယ်ရောက်တော့ဘိုးတို့ကအယူကြီးဖြစ်နေ။အရင်ကရောင်နဲ့တူတယ်ချိုးတယ်ဆိုတဲ့ယောက်ကအခုတော့တော်ပုံကြီးတယောက်လိုဖြစ်နေပြီဗျ။ အဲတနေ့လုံးဖားတို့ရွာကလမ်းပေါ်မှာတယောက်တည်းစကားတွေပြောပြီးတော့သွားလာနေတယ်ဆိုပြီးအတွေ့တဲ့အိမ်မှာထမင်းဝင်စားတောင်းစာလူတွေကလည်းဘိုးတို့ကိုအကုန်သိနေကြတာဆိုတော့ကြွေးကြမွေးကြပေါ့ဗျာအရင်တုန်းကဘိုးတို့ကကျုပ်တို့အိမ်မှာတော့ထမင်းဝင်စားတာဗျနောက်ပိုင်းကျုပ်ကသူ့ကိုအသက်ကိုနောက်ပြောင်တော့မှဝင်မစားတော့တာအဲကျုပ်တို့ကလည်းကလေးဆိုတော့ဘာတိမှလဲဗျအယူမြင်ရင်စားကျင်တာကိုကျောင်းသွားကျောင်းပြန်တဲ့အချိန်ပဲဖြစ်ဖြစ် ဘိုးတို့နဲ့ကျုံနာနဲ့အယူဘိုးတို့အယူဘိုးတို့ဆိုပြီးတော့ဝိုင်းဝော်ပြီးတော့စားနောက်ကြဘိုးတို့ကအယူပါဗျသူ့ကိုအယူလို့ပြောရင်သူသိကျုပ်တို့စားတာမခံနိုင်ဘူးဆိုရင်ဂဲလုံးကောက်ပြီးတော့အနောက်ကနေလိုက်ပြစ်တော့တာပဲအဲကျုပ်တို့ကတော့အယူလိုက်ပြီးဆိုပြီးတော့ပြေးကြလွားကြနဲ့ပြောကြတာပေါ့ဘိုးတို့ကိုမစားပါနဲ့ငလင်းရဲ့သူ့ဘွားကတနာကိုကောင်းပါလေအဖွားကတော့ကျုပ်ကိုအမြဲတမ်းနားချတယ်ကျုပ်ကတော့အဖွားပြောတော့လေဟုတ်ကဲ့ပေါ့ဗျာ ចောင်းကပြန်လာတယ်ကျုပ်ကိုအဖွားကသမင်းတွေခုခွက်ကျွေးတာဗျဟိုဂျာနဲ့အဖွားဟိုဘိုးတိုးကဘာဖြစ်လို့ယူနေတာလဲသူများလုံးလို့ယူတယ်လို့တော့ပြောတာပဲငလင်းရဲ့ဟိုသူများကအဲ့လိုယူအောင်လုံးလို့ရနေတယ်လားအဖွားရဲ့ရတာပေါ့ကွယ်ဘိုးတိုးကတစ်ချိန်တုန်းကဒီလိုမှမဟုတ်တာရုပ်ရှင်မင်းသားရောင်လိုလိုရဲအောင်လိုလိုခိုင်မျိုးနဲ့မြည့်ရဲ့ဇွားမအတော်လဲစမ်းပွင့်နေလူအဲ့ဒါကြောင့်လဲအခုလိုဖြစ်တာပေါ့အဖွားကကြုံတော့ဖို့ ဟင်းခါခတ်ထက်ပေးနေရင်ကဘိုးတိုးကနေနေရှုပ်တယ်ငလင်းရဲ့တခါတော့ညောင်းတပြေးရွာကကရင်မတယောက်နဲ့သွားပြီးတော့ချစ်ကြိုက်ကြတယ်ကရင်မလေးကလည်းချောလိုက်တာဟေ့ထက်ထက်မဟုတ်အတိုင်းပဲသူ့နာမည်တော့ဘာပါလဲအဖွားတော်မေ့နေပြီအဲ့ဒီကရင်မလေးနဲ့ယူတော့မလို့ဖြစ်ပြီးတော့မှဘိုးတိုးကမယူတော့ပဲနေစားတင်ចောင်းသားကမိန်းကလေးတယောက်နဲ့ထပ်ပြီးတော့ကြိုက်တယ်ဆိုပဲအဲ့ဒီမိန်းကလေးနဲ့ယူမဲ့အကြောင်းကိုကရင်မလေးသိတဲ့အခါမှာဘိုးတိုးကိုယူအောင်လှုပ်ထည့်လိုက်တာပဲ ဟိုဂျူးအောင်လို့ဆေးခတ်လိုက်တာလားပွာဘယ်ဟုတ်မလဲအဲ့ဒီကရင်မလေးကဝမ်းတွင်းပါလို့လူတွေပြောတယ်ဟိုဝမ်းထဲမှာဘာပါတာလဲယင်ခတ်လိုက်တာငလင်းရေဝမ်းတွင်းပါတယ်ဆိုတာမွေးကလေးကသုံးပညာတွေတက်တဲ့လူကိုပြောတာဟဲ့အသက်ကြီးမှသုံးပညာတွေသင်တဲ့လူတက်ဝမ်းတွင်းပါတဲ့လူကပို့ပြီးတော့အစွမ်းထက်တယ်ဟိုကရင်မကလည်းရက်ဆက်လိုက်တာဗျာအဲ့ဒီလိုပြောလေမရဘူးငလင်းရဲ့ အစားကကရင်မနေတော့ယူမလို့ဖြစ်ခဲ့တာဘယ်နေ့ဘယ်တော့လက်ထက်မဲဆိုပြီးတော့တောင်ရရွေးပြီးနေပြီလူငယ်တဘာဝချင်းချင်းလွန်လွန်ကျူးကျူးဖြစ်ခဲ့ပြီးပြီထင်ပါတယ်ပိုတိုးတို့ကပတ်စံရှိတော့အဲ့ဒီကရင်မလေးကိုရော်ကြီးတွေပြေးလိုက်ရသေးတယ်တဲ့ဟိုဒါဆိုရင်တော့ဘိုးတို့အမဘော်အပွားရနင်ကငယ်ပါသေးတယ်ငလင်းရဲ့ကိစ္စတခုကိုမှားတယ်မှန်တယ်လို့နင်မဆုံးဖြတ်တတ်သေးပါဘူးဟဲ့ကျုပ်လေးစားစားနေထမင်းတွေကျုံးစားလိုက်ဟိုဒါနဲ့ ဟိုဘိုးတိုးကို ကုလို့မရတော့ဘူးလားဘွာဟိုအเจ้าကဆီယမ်မပြောတာယူနေတဲ့လူတွေကိုစိတ်ကျမ်းမာရေးဆေးရုံတို့အယူထောင်တို့ပို့ရင်ကောင်းသွားတယ်တဲ့ဘွာရဲ့ဘိုးတိုးမိဘတွေကပတ်စံရှိတဲ့လူတွေပဲကွယ်မကုဘဲနေပါမလားရန်ကုန်ကို၃လေးခါပို့ပြီးတော့ကုတယ်ဒါပေမဲ့ပတ်စံကုန်တာပဲရှိတယ်ဘာမှမတက်တာလို့ဆေးရုံကနေပြန်ဆင်းလာခဲ့ရတယ်မြင်းရဲ့အဲ့ဒီတော့ကရိုးရိုးတန်းတန်းယူတယ်လို့ထင်တာပေါ့နောက်ပိုင်းတိတ်မတင်ကလို့ပေယောကဆရာတွေဘာတွေနဲ့တွားပြတော့မှာ သူများလောက်တာလို့ယူနေမှတိတာဟဲ့ဟိုဒါဆိုပျောခဆရာရလဲကိုလို့မရဘူးလားဘွာသူတို့ပြောတာတော့ဘိုးတို့ကိုကုမရအောင်လှုပ်ထားတာဆိုပဲအဲ့ဒီကရင်မကိုသွားတောင်းမဲ့မယ်ဆိုရင်ရောဗျာကရင်မလေးအားဒီကိစ္စတွေဖြစ်ပြီးတော့ရှက်ရှက်နဲ့ဇွာကတမိသားစုလုံးပြောင်းသွားကြတယ်ဆိုပဲအင်းလေသူတို့လည်းရှက်ရှာမှာပေါ့အားလုံးလူသိရှင်ကြဖြစ်ပြီးနေပြီပဲဟာဘဲကိုပြောင်းသွားတယ်လေဆိုတော့မသိကြဘူးပြောတယ် ဘောဂလီဘတ်ဆိုလားဘာပွန်ဘတ်ဆိုလားပြောကြတာပဲသွားပါပြီဗျာဒါဆိုရင်ဘိုးတို့ကိုဘယ်လိုမှကုမရတော့ဘူးပေါ့နော်ကုမရလို့ပဲဘိုးတို့ယူတာနင့်တသက်ရှိနေပြီပေါ့ငလင်းရဲ့ကဲစားမသာစားဆက်မှာဟင်းငါးတွေအေးကုန်တော့မယ်အဖွားလက်ရကစားလို့တိတ်ကောင်းတာပဲဗျာစားတော့နေတော့ကျုပ်တို့နဲ့အတူတူနေတဲ့ဒေါ်သေးကအိမ်ထဲဝင်လာဒေါ်သေးသေးကအဖွားသမီးအငယ်ဆုံးပေါ့ဗျာသူ့မွေးကင်းစတော့ငါတီးတီးကလေးမို့လို့ တီတီလို့ခေါ်တာတဲ့သူယောက်ျားဦးနေထွန်းကားလိုက်နေတဲ့အချိန်ဆိုရင်ကျုပ်တို့နဲ့အတူတူနေတာပဲဟိုအမေအမေဟဲ့တီတီအလန်းတော်ကြောင်းနဲ့ဘာဖြစ်လာတာလဲဟဲ့ဘာဖြစ်ရမလဲအမေရဲ့ဘိုးတို့ကိုကုဖို့မန္တလေးကဆရာကြီးတယောက်ရောက်နေတယ်ဆိုပဲငါတော့စိတ်မထင်ပါဘူးအေးသူ့ကိုကုဖို့လာကြတာပဲမနေတော့ဘူးမဟုတ်လားဟိုဒီဆရာကြီးကတခြားဆရာကြီးနဲ့မတူဘူးတဲ့အမေရဲ့ ဒီဆရာကြီးကသူများလုံးလို့ယူနေတဲ့လူတွေကိုအထူး special like ကူပေးနေတဲ့လူတွေမရဲ့အခုတော့မန္တလေးကမနေပင့်လာရတယ်ပြောတာပဲဟိုဒီညနေသူတို့အိမ်မှာကုမယ်တဲ့ငါတော့အသွားမကြည့်တော့ပါဘူးတိတိရဲ့အစကပြောပြီးသားမဟုတ်လားဘိုးတို့ယူတာကဘသူကုတ်ကိုကုလို့မရဘူးတဲ့အဖွားမသွားချင်ပေမယ့်ကျုပ်ကတော့သွားချင်နေပြတော်သေးသေးလေသွားမဲ့ပုံပဲဗျညနေရောက်တော့ဒေါ်သေးသေးနဲ့တူကျုပ်လိုက်သွားလိုက်အချိန်ကတော့9နာရီလောက်ရှိမယ်ထင်တာပဲ ဘိုးတို့ရဲ့အိမ်ကပတ်စံရှိတယ်ဆိုတော့တကယ်ကိုအိမ်ကြီးရခိုင်ပေါ့ဗျာအိမ်ရောက်ထက်မှလည်းဧည့်သည်တွေရှိအိမ်ဘောကိုတက်သွားတော့ဘုရားကန်းထဲမှာအဲ့ဒီဆရာကြီးဆိုတဲ့လူကထိုင်နေတယ်ဗျဆရာကြီးရှေ့မှာတော့ဘိုးတို့ကကိုကိုကလေးထိုင်နေရွာတွေကလူတွေလည်းမနေဘူးပေါ့ဗျာအဲကလေးဆိုလို့ကြုံတောင်ထဲပါတယ်ငါးနိုင်ခွဲလောက်ကြတော့ပွဲတွေပါတွေပြင်းမိတွေပါတွေထွန်းပြီးတော့ကုသရင်စားကြတယ်ဗျအဲ့ဒီဆရာကြီးပြောတာကတော့မကောင်းတဲ့အတိုင်းနဲ့လှုပ်ထားလို့မကောင်းတဲ့အပုပ်ချိန်မှာရွေးလို့ရတာတဲ့ ူကဆေးချိန်လုံးကြီးနဲ့ဘိုတို့ရဲ့ကောင်းကိုဖိထားပြီးတော့ဘိုတို့ကိုအစ်စ်မိတာဗျဟိုစစ်တီစစ်ဆေးကြီးသေးတယ်ဗျဒါပေမဲ့နောက်ဆုံးတော့ဆရာကြီးကခေါင်းခါလိုက်ဘိုတို့မိကတိတ်တီးကျင်နေပြီလေမရဘူးအမကြီးရဲ့သားကိုကုလို့မရဘူးဟုတ်ဘလို့ဖြစ်တာလဲဆရာကြီးရဲ့သူ့မှာဘာအားနည်းချက်ရှိလို့လဲအမကြီးရဲ့သားကိုစုံမတယောက်ကတစ်ချက်လွတ်တိုက်ထားတာဗျစုံတိုက်တွေထဲမှာတစ်ချက်လွတ်ဆိုတာအပြင်းဆုံးပဲကုလို့မရဘူး ကိုရင်အမအီးသာတေးလိုက်အဖွားပြောတာမှန်နေပြနောက်ဆုံးတော့ဘိုးတို့ကိုဘယ်သူမှမကုနိုင်ပဲနဲ့ဒီတိုင်းပဲပြီးသွားတော့အဲ့ဒီဆရာကြီးကဘိုးတို့တတ်တအောင်လို့ဆိုပြီးတော့စေးနီမုတ်တွေတော့ပေးသွားသေးတယ်ဘိုးတို့ကတော့ထုံးစံတိုင်းပဲလမ်းတကာလှည့်ပြီးတော့တယောက်တည်းစကားတွေပြောနေတုံးပဲဒီတကာတော့အဖွားစောအိမ်ဘက်ကိုလှည့်ဝင်လာခဲ့အဖွားစောကကျုပ်ကိုကြောက်ပြုံသည့်ယိုတွေထုတ်ကြွေးသူ့အိမ်မှာလည်းဧည့်သည်မပြတ်ဘူးဗျအဲ့ဒီဧည့်သည်တွေနဲ့အဖွားစောကစကားပြောနေတယ် ူတို့ပြောတဲ့အထဲမှာယူအောင်ပြူစားတာတွေဘာတွေပါတာနဲ့ကျုပ်လည်းမနေနိုင်လို့ထမေလိုက်ရ။ဟိုဒါနဲ့ဘွားစောဟိုအယူပိုးတိုးကတော့တကယ်ထူးဆန်းနေဗျ။မန္တလေးကအယူထူးကူဆရာကြီးလာကူတာတော့မှကုမရဘူးတဲ့ဗျ။ကုမရတာတော့မဟုတ်ပါဘူး။ကုလို့ရပါတယ်။ဟိုအဲ့ဒီဆရာကြီးပြောတာကတော့တစ်ချက်လို့တိုက်ထားတယ်ဆိုလားဗျ။တချက်လို့ဆိုတာစုံတယောက်ကသိရင်သိမသိရင်ယူဆိုပြီးတော့တိုက်သွားတာ။ အတိုက်မထုတ်တတ်ရင်လူနာသေးတယ်။တကယ်လို့အတိုက်ထုတ်နိုင်ခဲ့လို့ရှိရင်လေတစ်ဖက်ကတိုက်တဲ့လူသေးတယ်။နင်တို့ဆရာကြီးလက်ဆောင်သွားတာသူ့ကြောင့်လူတစ်ဖက်သားသေးမှဆိုးလို့ထင်နေ။ဟိုဒါနဲ့ဟိုအဖွားစော့ကဘိုးတို့ကိုကုနိုင်နေပေါ့နော်။အနာတိမှတော့ဆေးရှိပြီပေါ့။ဒါပေမဲ့ဒီကိစ္စကလူတစ်ဖက်သားရဲ့အသက်တွေနဲ့အများကြီးဆိုင်နေတယ်ငလင်းရဲ့ပေါ့ပေါ့ဆာဆာလုံးလို့မရဘူး။အဖွားစော့ကုနိုင်နေဆိုတာကြုံသိပါတယ်။ ။ရွာမှာအဖွားစိုးကအတော်ဆုံးပဲမဟုတ်လားဗျ။နောက်ပိုင်းတော့ဘိုးတို့ကပူပူစိုးလာတယ်။အယူချင်းလာတယ်လို့ပဲပြောရမလား။အချင်းကတယောက်တည်းစကားတွေပြောပြီးတော့သွားရကနေ။အခုနောက်ပိုင်းမင်းကလေးတွေတွေ့ရင်ခြေစကားကြိုက်စကား၊ရီစကားတွေပြောတယ်။တချို့ဆိုရင်ဆွဲလာရန်လာလုတ်တယ်ဗျ။အချင်းကသူ့ကိုစားတဲ့လူကိုကဲနဲ့လိုက်ထုတ်တာ။အခုတော့ကလေးတွေတွေ့တာနဲ့ကဲနဲ့လိုက်ထုတ်မပြေမလွားနိုင်တဲ့ကလေးတွေခဲတင်ကုန်တာပေါ့ဗျာတခါလေအเจ้าသားလေးတယောက်ကိုအုံနီခဲနဲ့ကောက်ထူလိုက်တာ ခေါင်းပေါက်သွားလို့တော်တော်ကြော်လိုက်ရသေးတယ်ဗျ။အဲ့ဒီနောက်ပိုင်းဘိုးတိုးကိုဒီတိုင်းလွတ်မထားတော့ဘဲနဲ့အိမ်ထဲမှာပိတ်ထား။ဒါပေမဲ့လည်းမရပါဘူး။ဘိုးတိုးကသူ့ကိုပိတ်ထားလေလေတောင်းချမ်းလေလေပဲ။အိမ်နေရာတွေကိုကုတ်ဖက်တက်ပြီးတော့ထွက်ရင်ထွက်တယ်။အိမ်ပေါ်တက်ပြတင်းပေါက်ကနေခုန်ချရင်လေခုန်ချတယ်ဗျ။အဆိုးဆုံးကတော့အိမ်ကနေလွတ်ထွက်ပြီးတော့ကျောင်းသူလေးတယောက်ကိုရီးသားစကားလိုက်ပြောတာဗျ။အကျောင်းသူလေးကလည်းကြောက်တော်ပြေးတာပေါ့။အဲ့ဒါဘိုးတို့ကစိတ်ရိုင်းဝင်ပြီးတော့အကျောင်းသူလေးကိုလဲပင်ညစ်တယ်ဗျ။ လူတွေအတွေ့အမြင်လို့သာတော်သေးတာပေါ့ရဲရွာလူကြီးတွေလည်းဘိုတို့ကိုအထင်းချုပ်ဖို့လိုရဘိုတို့အမေလည်းစီးပွားရှာနေလို့သူ့သားကိုလည်းမကြည့်နိုင်တခြားလူတွေကလည်းအယူဆိုပြီးတော့ဘယ်သူမှမကြည့်ပေးကြဘူးပေါ့ဒါနဲ့နောက်ဆုံးဘိုတို့အမေကိုယ်တိုင်အဖွားစောစီကိုရောက်လာရဲကွက်လူကြီးတွေလည်းပါလာကြငလင်းကတခါပြောမှုတယ်အမေစောကဘိုတို့ရဲ့ယောဂကိုကုသပေးနိုင်နေဆိုအေးလေအဲ့ဒါဘာဖြစ်အဲ့ဒါဆိုရင် ဘူတူကိုပြန်ကောင်းတော့အမေဆော့ကူတာပေးပါ။ကုန်ရင်တော့ကုန်ပါစေ။ကျမပေးပါမယ်။နင်တို့ကငါတခါတည်းပြောလိုက်မယ်နော်။ဘူတူကိုပညာတွေကတစ်ချက်လိုအတိုင်းနဲ့တိုက်ချတာ။တစ်ချက်လိုတိုက်ဆိုတာကအတိုက်ခံရတဲ့လူကယူချင်းယူမယူရင်တေးပဲ။တိပါတဲ့အမေဆော့ရဲ့ဟိုဘူတူအခုလိုရက်ရွာကိုဒုက္ခပေးနေတာကိုတော့ကျမဆက်ပြီးတော့ဒီမခံနိုင်တော့။နောက်ပြီးတော့သူ့မှာလေတေကံပါတယ်ဆိုရင်တေပါစီတော့ကျမသားလေးကိုအယူပွားနဲ့တက်တလုံးမြင်ရတာထင် သူ့ဘဝလေးအေဂျင်သွားတာကိုမြင်ချင်နေပါပြီအမေဆုံးရင်ဘိုးတို့မိကပြောပြီးတော့ငိုတော့တာပဲဗျမသိတဲ့လူတွေကတော့မိဘတွေဖြစ်ပြီးတော့ရက်ဆက်တယ်လို့ပြောချင်ပြောကြမယ်အကျုပ်ကတော့ဒီခန်းစားချက်ကိုနားလဲပါတယ်ဘိုးတို့ရဲ့စိုးသမျှကိုသူမိဘတွေပဲတိုင်းခံခံရတယ်မဟုတ်လားဗျအခုဆိုရင်ကျုပ်တသက်ပဲရှိနေပြီပဲဘိုးတို့မိဒီဆုံးဖြတ်ချက်ချလိုက်တာကိုကျုပ်ပြေမလွန်ဘူးလို့တွေးမိအဖွားစောကခေါင်းငိမ့်လိုက်ရင်အေးလေ ။ဒါဖြစ်ရင်လေရှေ့လာမယ်လာပြင်းနေကြရင်ဘိုးတို့ကိုအင်ကိုခေါ်လာခဲ့။အဘွားစောကပြင်ဆင်စရာရှိအောင်တွေပြင်ဆင်ဖို့မှားလိုက်သေးတယ်ဗျ။အတူပြောရရင်တော့လာပြင်းနေရောက်လာတာပေါ့။အဘွားစောကလည်းဘိုးတို့ကိုညာဘက်ချိန်လိုက်တာဗျ။ဟိုးစရာကြီးကုတယ်လို့အပုတ်ချိန်မှာကုလို့ရတာလားမသိပါဘူး။အဘွားစောကုတာပိုနောက်ကျညာ9နာရီကျော်မှစကုတယ်။အဘွားစောကနာယီကိုလည်းတကြီးကြီးနေဗျ။အချင်းတစ်ခုကိုစောင့်နေပုံရ။ဘိုးတို့ဘလောက်ဆိုးတယ်လဲဆိုရင် လူတွေကကြိုးတုပ်ပြီးတော့ဖန်ခေါ်လာရအိမ်မော်ရောက်တာနဲ့ဘူတို့ကရုံးကန်တော့တာပဲအဘွားစောကဘူတို့ကိုတစ်ချက်ကြည့်ပြီးတော့ပါဇက်ကနေပွားစီပွားစီလှုပ်လိုက်တာဘူတို့ငြိမ်ကြသွားတယ်သူ့အရှိကအကျမ်းပြင်ကိုပုတ်ပြပြီးတော့ဒီမာလာထိုင်းလို့ပြောလိုက်တာဘူတို့ကလာထိုင်းနေပြအဘွားစောကဘူတို့ကိုဖျားကန့်ရှိမှကုတာမဟုတ်ဘူးပြသူတို့အိမ်ရှိကဝရင်သားလိုလှုပ်ထားတဲ့နေရာလေးမှာထိုင်ခိုင်းတာဗျ။ကျုပ်တို့ဘက်အိမ်တွေပုံစံကအဲ့လိုမျိုးပုံဗျ။ နောက်ထပ်အိမ်တွေဆိုရင်အိမ်မော်တန်အရှင်မြတ်နဲ့စာမှာဝိညာဏလူကြီးလှုပ်တာအဲ့ဒီမှာလူကြီးခစောင်းလောင်တစ်သားချောင်းလေးတွေအလားကွက်ဖော်ပြီးတော့ရိုက်ထားလေးရှိ အဖွားစောကဘိုးတော်ငယ်ထိတ်ကိုလက်နဲ့အုပ်ပြီးတော့မျက်လုံးကိုမိတ်လို့အာယုံခံနေတယ်ဗျနောက်တော့ခေါင်းတငိမ့်ငိမ့်နေသူ့ကိုလှုပ်တဲ့ကလေးမကတော့လူ့ဘဝမှာမရှိရှာတော့ဒါကြောင့်လေတစ်ချက်လွတ်ကတိတ်ဆွမ်းနေတာပေါ့ဟုတ်ဒါဖြစ်ရင်ဘလို့လှုပ်မလဲအမေစောတစ်ချက်လွတ်တိုက်က ဆက်ရဲကျင်းစာရဲနှစ်ပိုင်းပါတယ်။အခုငါကဘိုးတိုးကိုယူအောင်လှုပ်ထားတဲ့ဆက်ကိုပဲထုတ်ပေးလို့ရ။ကျင်းစာကိုဖြတ်ပေးလို့မရ။တပတ်လူကအတန်းနဲ့ရင်းပြီးတော့ကျင်းထားတဲ့ကျင်းစာဆိုတော့ဖြတ်ဖို့မလွယ်ဘူး။အဲ့ဒီဆက်တွေထုတ်ပေးလိုက်ရင်ဘိုးတိုးအကောင်ပြန်ဖြစ်သွားမယ်။ဒါပေမဲ့ကျင်းစာရှိနေသေးတော့ဘိုးတိုးတိတ်ကြကြနေရမှာမဟုတ်ဘူး။ရပါတယ်အမေဆို။ကျမသားလေးကိုကောင်းကောင်းမွန်မွန်ပြန်ဖြစ်တာပဲလိုချင်ပါတယ်။ဟိုသူ့နေရတာမနေရတာကတော့သူ့ခံပေါ့လေ။ အဘွားစောကကျုပ်ကိုစင်းရင်တုံးကြီးနဲ့ရေတခွက်ခတ်ခိုင်းအင်းတုံးဆိုတာဒီဘက်ကလူတွေတိတ်မိလိုက်မှာမဟုတ်ဘူးဗျစင်းနဲ့လှုပ်ထားတဲ့ဇလားပုံစံခွက်ကြီးတစ်ခုပေါ့ဗျအဘွားစောတို့အိမ်မှာစင်းအင်းတုံးကြီးတွေတော်တော်သုံးနေဗျအဝိတ်တွေဘာတွေစင်းရင်လေခုခေတ်လိုကော်ဇလားတွေဘာတွေနဲ့မစင်ပေနဲ့အင်းတုံးနဲ့စိတ်ဈေးကပြန်လာလို့အသီးနှံတွေဘာတွေဈေးဖို့ကိုလည်းအင်းတုံးပဲသုံးနေအခုကျုပ်ကအသီးနှံတွေဈေးတဲ့အင်းတုံးသေးသေးလေးကိုရေဖြည့်ပြီးတော့ယူလာခဲ့လိုက် အင်းတုံကတော့အချင်းတတောင်လောက်ရှိမှာဗျအဖွားစောကအင်းတုံကိုဝင်ရနာအရေးလွတ်တဲ့နေရာမှာရွှေ့ချတယ်ကိုနေရာရွှေ့လိုက်ဒီနေရာရွှေ့လိုက်နေလုံနေသေးနောက်တော့မှအင်းတုံကိုငိမ့်နေအောင်ခဏချထားပြီးတော့ဘိုးတို့ကိုခေါ်သွားတယ်ဘိုးတို့ကိုအင်းတုံရှိမှာစောင်းကြောက်ထိုင်ခိုင်းပြီးတော့အင်းတုံထဲကိုကြည့်ခိုင်းတယ်ကျုပ်တို့လည်းကြည့်မယ်လို့တော့အဖွားစောကလက်ကပြနောက်မှတီးရတာကလားပြည့်ကြီးရဲ့အရေးကိုအင်းတုံမှာထင်အောင်လုံနေတာဗျရင်မင်းရဲ့ပြင်ပေါ်မှာထင်ကျန်နေတဲ့လားပုံကိုဘိုးတို့ကိုကြည့်ခိုင်းတယ်ထူးတာတော့ထူးတယ်ဗျ ည9နာရီလောက်ဆိုရင်လာကဘလို့လုတ်ပြီးတော့ကောင်းရင်ပေါ်တက်တက်မှာရှိမှလေးဗျ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလာပြည့်ရဲ့ပုံရိပ်ကအင်းုံထဲပေါ်နေတာပဲဗျ။အဖွားစောကပညာနဲ့လောက်တာလာတော့မသိပါဘူး။အဖွားစောကရေမင်းနဲ့ပြင်ကလိုင်းပုံရိပ်ကိုလက်ညှိုးထိုးပြပြီးတော့ဘိုးတို့ကို3-4ခုမေးမေးတာကတော့တခြားမဟုတ်ပါဘူး။မြင်မလားမြင်မလားဆိုရင်ဘိုးတို့ကမြင်ပါတယ်မြင်ပါတယ်ပေါ့။နောက်တွေ့ပလားတွေ့ပလားလို့ထပ်မေး။နောက်ဆုံးကြတော့တိပီလားတိပီလားလို့မေးပြန် ်အသုံးခုမေးလို့လည်းပြီးရောအဖွားစောကမန်တန်တစ်ခုကိုညွတ်တယ်ကျိုးလေးအသေးစိတ်တော့မမှတ်မိဘူးဗျစန္နာလာမင်းဆိုတာလည်းပါတယ်ငွေကျဲမင်းဆိုတာလည်းပါတယ်ချင်းစရာချင်းကက်စရာကက်ထွက်စရာထွက်ဆိုပြီးတော့ဘိုးတို့ငယ်ထိတ်ကိုလက်နဲ့တုံးချက်ပုတ်ထည့်လိုက်တာအဲ့ဒီအင်တုံကြီးကအဖြူရောင်အလင်းတွေလက်ခနဲ့လက်ခနဲ့ထွက်လာတယ်ဗျအဖွားစောကလည်းအင်တုံကိုလက်ညှိုးထိုးပြီးတော့ကောင်းငင်ကလကိုလှမ်းကြည့်အဲ့ဒီလိုလှုပ်လိုက်တော့မှစောစောကအင်တုံထဲမှာဝင်းလက်နေတဲ့အကြောင်းတွေကပျောက်သွားတော့တာပဲဗျ အဘွားစောပြောပြတာကတော့ဒီအတိုက်ကိုလမ်းရောင်ကိုကြည့်ပြီးတော့လှုပ်ထားတာတည်းဗျအယူယောဂါဆိုတာလားနဲ့အများကြီးတက်ဆိုင်နေဆိုပဲအခုကရင်မလှုပ်ထားတယ်အယူဆက်ကိုထုတ်ပေးလိုက်ပြီးစက်ရဲစွမ်းနေကိုလည်းလကိုပြန်အလိုက်တယ်လို့ပြောတာပဲဘိုးတို့ကကိုပြီးတာနဲ့ငိုင်းငိုင်းကြီးထိုင်းနေပြီးတာနဲ့ကလေးတယောက်လိုငိုတော့တာပဲဗျအဘွားစောကဘိုးတို့ကြောကုန်းကိုပုတ်ပြီးတော့ငိုငိုတဝါကြီးတာငိုချလိုက်ဘိုးတို့ရေအဲ့ဒီလိုပြောတယ်ဘိုးတို့ကလည်းငိုတာပေါ့ဗျာ မြင်းကြီးတွေဆိုရင်လေဘိုးဒီလုံးကြီးတွေလောက်ကိုရှိတယ်ဗျအဖွားစော့ကဘိုးတို့မေကိုဘာမှစိတ်မပူဘူးပြောတယ်အယူများဟာဂျောကပြောက်ရင်ဒီလိုပဲငိုတယ်ဗျဘိုးတို့ကအယူဖြစ်တာတော်တော်ကြပြီဆိုတော့တော်တော်ကြအောင်ငိုအောင်ပါလေဗျဟုတ်လဲဟုတ်တယ်ဘိုးတို့က၃ရက်လောက်ကြာတဲ့တည်းတယောက်တည်းငိုလိုက်အဝေးကိုငေးကြည့်နေလိုက်နေဗျ၃ရက်ကျော်တော့မှသူ့အမေကိုစကားတွေပါတယ်ပြန်ပြောတာဘိုးတို့ကအခုဆိုရင်အကောင်းဖြစ်သွားပြီဗျစပင်းတွေပါတွေညှက်ပြီးတော့ရေတွေမိုးတွေချိုးတန်တန်ပြန်ပြန်ဖြစ်သွားတော့တာ အချင်းကသူ့စိုးခဲ့မိုက်ခဲတာတွေကိုလည်းတောင်းပန်နေတယ်လေအယူလောက်တာဆိုတော့လေအကုန်လုံးကခွင့်လို့ကြတာပေါ့သူ့မိအလုပ်တွေပါတွေလည်းကုလုပ်ပေးသေးတယ်အကျုပ်တို့ကိုလမ်းမှာတွေ့ရင်မုတ်တွေပါတွေဝဲကျွေးသေးတာဗျအကျုပ်တို့အချင်းကအယူဘိုးတို့ဆိုပြီးတော့စားနောက်ခဲ့ပြီမယ်အခုတော့ကိုကြီးဘိုးတို့ဆိုပြီးတော့ပဲခေါ်ကြတော့တယ်ညနေကာလာသားတွေခက်တဲ့ချင်းဝိုင်းမှာကိုဘိုးတို့ကလည်းဝင်ခက်လို့ရှိတယ်ဗျသူကောင်းပေမဲ့လည်းစိတ်တထင်းနေနေရဲ့ဗျဘယ်နေတည်မလဲဘယ်နေတည်မလဲဆိုပြီးတော့စောင့်ကြည့်နေကြတာပေါ့ဗျာ တလားလောက်ကြတဲ့ဒီဘူတိုးတို့ကဘာမှမဖြစ်ဘူးအရင်လိုစိုးစိုးပြေပြေပြန်ဖြစ်သွားပြီဒီလူကြီးကတချိန်ကအယူကြီးပါလို့ပြောရင်တောင်မှလူတွေကြုံမှမဟုတ်ဘူးဗျရွာကားလူတွေကတော့အဖွားစောပြောတာမှားတာလားဒါမှမဟုတ်ဘူတိုးအမေရရေချီတာပဲထိရောက်သွားလို့လားပေါ့ဘုန်းကြီးเจ้าကဦးစင်းကဘူတိုးအသက်ရှိအောင်ဆိုပြီးတော့တေးပင်တွေ စိုက်ခိုင်းတယ်ဘုန်းကြီးเจ้าဝင်းနဲ့ဖះစီဒီဝင်းတွေထဲမှာတေးပင်တွေလှူခိုင်းတယ်ညောင်တပြေရွာဘက်သွားတဲ့လမ်းကလေးကိုမြေဖို့ပြီးတော့ပြင်ခိုင်းတယ် ဂျိုးချောင်းလေးကိုကူးတဲ့တရားကိုလေတစ်သားတွေဘာတွေနဲ့ခိုင်ခိုင်ကန်းကန်းပြန်ဆောက်ခိုင်းနေဗျလူတွေကတော့ဒီကုသူတွေကြောင့်ဘိုးတို့အသက်ရှည်သွားတယ်လို့ပြောကြတာပဲ၃လလောက်ကြတော့ဘိုးတို့ကိုသူ့အမေကအိမ်တော်ချပေးဖို့တောင်းစီစဉ်နေပြီဗျအဲဂျိုးတို့ရွာကမိန်းကလေးတွေတော့မဟုတ်ဘူးပေါ့ဗျရွာကမိန်းကလေးကဘိုးတို့ကိုဘယ်ယူပါမလဲတခြားရွာတရွာကပေါ့ဗျဘိုးတို့မိန်းလာဆောင်မေးဆိုတော့တေဝလုံးကပြောနေကြတာပေါ့ဗျဒါပေမဲ့လေမင်္ဂလာဆောင်ဖို့တပတ်လောက်လိုမေးဘိုးတို့တရားတေသွားတော့တယ်ဗျတေသွားတာကလည်းစမ်းနေ အဲ့ဒီနေ့ကလာပြညကြီးဗျဘိုးတို့ကညနေဆောင်တော့ကောင်းမှုတယ်ဆိုပြီးတော့အိမ်မော်တက်အိပ်သွားတယ်ညသကောင်တော့သွားခေါ်နှုတ်ကြည့်တော့အဲ့ရတယ်မှာဆန့်ဆန့်ကြီးတိတ်နေပြီလေဗျမတိတ်ခင်မျက်ရည်တွေလည်းကျထားတယ်ထင်တယ်ကောင်းအပေါ်မှာလည်းမျက်ရည်တွေရွှဲလို့တယ်ဗျရွာကလူတချို့ကတော့အိမ်နေရင်တည်သွားတယ်ဆိုတော့နှလုံးရောဂါလို့ယူဆလူတချို့ကတော့ကရင်မရဲ့ကျင်းစာထိပြီးတော့တည်သွားတာတယ်ဟဲ့ချို့ကတော့ဘာကြောင့်လဲဆိုတာမဆုံးဖြတ်တတ်ပါဘူးဒါပေမဲ့လေအဖွာဆိုးပြောခဲ့တဲ့စကားကတော့ဘယ်တော့မှမမှားဘူးပေါ့ဗျ အဖွားစောကပြောခဲ့ပြီးပြီမဟုတ်လားအယူပြောင်းရင်မကြခင်တေးမှာပဲဆိုတာလေဗျာအကျိုးကအဲ့ဒီကြောင့်လိုပဲထင်နေဗျဘာပဲပြောပြောဘိုးတို့ရဲ့ဖြစ်ကခိုးတော့ကကျုပ်တို့ရွာမှာဟိုးလေးတကြောကြောဖြစ်သွားသေးတာပေါ့ဗျာပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်ရပြီးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ